ားလုံးပဲမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အောင်းလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု2025 26ရာသီရဲ့အင်္ဂလန် Premier League ရဲ့အခုလောလောဆယ် Premier League ပွဲစဉ်တွေကပွဲစဉ်7ပြီးပြီပွဲစဉ်7ပြီးတဲ့အချိန်မှာတိုက်ဆိုင်စွာနဲ့ပဲအဝေးကွေးအသင်းတသင်းမှမနိုင်သွားပဲနဲ့ပွဲတွေအားလုံးမှာအင်ရှင်အသင်းတွေကြီးအခြေအနေကောင်းတယ်စနေနေ့စကန်နဲ့ Tottenham Hotspur နဲ့ Manchester United က2-2ဒီကြတယ် Everton က Ingwe Mafuan ကို2-0နဲ့နိုင်တယ်။ West Ham United က Burnley ကို3-2နိုင်ပြီးတော့ Sunderland က Arsenal ကို Ingwe ရှုံးဖို့နောက်ဆုံးမိနစ်မှာတည်ချပြီး2-2ဖြစ်တယ်။တခါ Chelsea က Ingwe မှာ Wolf ကို3-0နဲ့နိုင်တယ်။တခါ Super Sunday ရောက်တဲ့အချိန်မှာ Aston Villa ကဘုံပေါက်ကို4-0ပြတ်နေနိုင်တယ်။ Bradford က Newcastle ကို3-1နဲ့နိုင်ပြီးတော့ Crystal Palace ကိုမရှိသေးတဲ့ Nottingham Forest က3-1နဲ့ Leeds ကိုနိုင်ပြီး မန်ချက်စတာစီးတီးကလီဗာပူးကို3-0ဆိုတော့ထူးခြားတာကအင်ကွင်းလုံးဝမရှုံးသွားပဲနဲ့တေးပွဲတစ်ပွဲရှိတယ်ဆိုတော့အခုအင်္ဂလန်ပရီးမီယာလီဂအခုပွဲစဉ်17ပြီးပြီပေါ့လေပွဲစဉ်17မှာကျွန်တော်တို့မန်ယူနိုက်တက်ဆိုရင်အဲ့ပွဲကတကယ်ကိုစိတ်ကြိုက်ကစားခဲ့ပြီးမှသူတို့ ထုံးစံတိုင်းဥဆောင်ကိုတွင်းနဲ့အိုက်ကနေမှစဒုတိယပိုင်းရောက်တော့မှပြန်ပြီးနောက်ကလိုက်စားရတဲ့ရှက်စကိုရခဲ့တဲ့ခွေရိုးသားသုံးချနိုင်ခဲ့ရှင်ဒီလိုတော့ဖြစ်လာမှာမဟုတ်တဲ့အချိန်မှာသူကိုယ်တိုင် injury ဖြစ်တဲ့အိုက်မတိုင်ခင်ကမန်ချက်စတာယူနိုက်တက်အသင်းကထုံးစံချပါကိုပြန်ပေးရပြီးတော့မတ်တီတဲ့တကိုးနဲ့ရီချာလစ်စင်ပြီးတော့မှဘက်တိုင်းစတီလစ်ကိုတွင်းသွားတယ်ဒီလိကတော့ပြောတယ်မနစ်ကကျွန်တော်တို့ Northern Forest ပါဝင်ဒီလိုပွဲတွေကိုရှုံးနေခဲ့ပြီးမှဒီအာတီမာတော့ကျွန်တော်တို့ပြန်လာနိုင်ပြီးနိုင်ပွဲမရရင်တောင်မှတော်တော်လေး ီးတိုးတက်လာတယ်ဆိုပြီးပြောထားတယ်နောက်တစ်ခုက United ကိုချီးကျူးမှာကဆက်ပီးစီကောင်းလာတော့လေ BJ ဘက်ကလည်းဆက်ပီးစကကိုးသွင်းနိုင်တယ်ဒီတစ်ပတ်လည်းဆက်ပီးစကကိုးသွင်းနိုင်တယ်ဒါကတိုးတက်မှုဖြစ်တယ် Spark Point လို့ပြောတာကြည့်ရင်သူတို့အိမ်ကွင်းရလတ်ဆိုးနေစေဖြစ်ပြီးတော့ ိမ်ကွေးမှာယာတိအဖွဲ့ဘန်လီကိုသုံးခုပြတ်နိုင်ကြတဲ့ကအိမ်ကွေးလုံးဝမနိုင်ဘူးလက်ရှိမှာသောမတ်စဖရန်ကတကယ်ကိုခေါင်းစားစရာပဲဒီထဲမှာအာစနယ်အသင်းကတော့ဆန်ဒလန်ကိုတကယ်ကိုနောက်ကျကိုကြောင့်တေးကြတယ်တကယ်တော့နောက်ကျကိုချိန်မှမပြီးခဲ့ရသေးတိုင်အောင်သူတို့ကိုယ်တိုင်ပြန်နိုင်မဲ့ chance နဲ့ချိန်ရတာပေါ့လေရီကာဒိုကာလဖီယိုရီတစ်ချိန်မီကယ်မိုရီနိုတစ်ချိန်နှစ်ချိန်လုံးကိုဆန်ဒလန်ကကာကွယ်သွားတယ် အာဆင်ကနောက်ကနိုင်တဲ့ဥဆောင်ကိုကိုပခါယူဆက်ကာနဲ့လီယက်ဒူထော်ဆော့ကိုသွင်းတယ်အဲ့နောက်ဆက်တွဲကနေပါစေသူတို့အကောင်းဆုံးပုံစံမျိုးရအောင်တိစောက်ခဲ့ပြီး injury time မှာချီပါကိုပေးလိုက်ရတဲ့အတွက် အာဆယ်တော်တော်လေးမျက်နာဆရာဖြစ်တယ်ဒါပေမဲ့လေဆိုးတွေကအကောင်ကဆန်ဒလန်ကွဲမှာတော့အာဆယ်အကောင်ဆုံးကစားနိုင်ခဲ့ပြီးတော့လုံလောက်တဲ့ chance တွေနဲ့သူတည်ကြတယ်เชลซีကပထမပိုင်းကစားဖို့ struggle ဖြစ်ပြီးမှဒုတိယပိုင်းမှာ3ဂိုးပြတ်သွင်းခဲ့တဲ့ Wises Kaiseru ထက် Anzu Fernandez performance ပြခဲ့ပြီးတော့ Joao Pedro ခြေစွမ်းပြလို့ Alejandro Garnacho Acevedo ခြေစွမ်းပြတယ်ဆိုတော့ကျွန်တော် Super Sunday မှာ Man City က Liverpool ကိုခြေကွာပါတယ်ပုံမှန်အဖြစ် City နဲ့ Liverpool တိတ်မကွာပါမယ် ဖတ်ကွာဒူလာရဲ့တထောင်ပြည့်ပွဲမှာအာနီဆော့အသင်းမှာဘာအိုင်ဒီယာမှမရှိဘူးပထမပိုင်းတပိုင်းလုံးမှာရောဒုတိယပိုင်းတပိုင်းလုံးမှာရောနောက်ဆုံး City ကိုပြတ်တော့မှကစားအချတော့မှသူတို့မှာချမ်းရှိတာဖြစ်ပြီးတော့တကယ်ကို Manchester City ကထိုးတဲ့ dominate ပဲဟာလန်ပနတီလွဲပေမဲ့သူကိုယ်တိုင်ဦးဆောင်ကိုတွေးနေအိုက်ကနေပါစင်နူကူကွန်ဆာလန်နဲ့ဂျယ်မီဒိုကူကတော့သူ့ဘွားရဲ့အကောင်းဆုံးပွဲကိုကစားပြီးတော့ City ကဒီပါဘူးကို3-0နဲ့နိုင်တယ် Super Sunday မှာ Forest က လီစ်ကို3-1နဲ့ပယ်လီစီကြပြီးဘရန်ဖို့ကနျူကာဆယ်ကို3-1နဲ့ဗီလာက4-0နဲ့နိုင်သွားတယ်နျူကာဆယ်ဆိုဒီရာသီမှာအဝေးကွင်းတော်တော်လေးညပြီးတော့10ပွဲဆက်တိုက်အဝေးကွင်းနိုင်ပွဲပျောက်သလိုဘရန်ဖို့ကတော့ထီယာကိုချီစွမ်းပြသွားတယ်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ပရီးမီးယားလိမှာဥဆောင်သူအာစနယ်အသင်းနဲ့အခြားအသင်းတွေပေါ့လေအဲ့ထဲမှာအခုလက်ရှိအနေထားရာ အာစနယ်က7ပွဲကစား8ပွဲနိုင်2ပွဲသေး2ပွဲရှုံးယာကူ20ပီကူ5ကူကူဒီဖရက်15ကူနဲ့ယာမန်26 မန်ချက်စတာစီးတီးကပရီးမီယာလိမှာဂိုးများဆုံးတင်လာတဲ့အသင်း23ဂိုးသွင်း19ပေးရပြီးတော့ goal difference 5နဲ့ရမန်22မှတ်သူတို့က၄မှတ်ထိကွာဟချက်ကိုလိုက်နိုင်ခဲ့ပြီးချက်စီးက17ပွဲမှာ6ပွဲနိုင်2ပွဲသေး3ပွဲရှုံးနဲ့သူတို့ကတော့22ဂိုးသွင်း19ပြန်ပေးရပြီးတော့ goal difference 10နဲ့ရမန်20 Sunderland က19မှတ်နဲ့အဆင့်၄ Tottenham Hotspur Aston Villa Manchester United Liverpool နဲ့ဘုံမောက်တို့အားလုံးဟာ18မှတ်စီနဲ့အဆင့်5ကနေအဆင့်6ထိရှိပြီးတော့ Phoenix က16နံပါတ်30ဟိုးအောက်ဆုံးမှာ Wolf မော Forest ကနိုင်ပွဲရပြီး West Ham က back to back နှစ်ပွဲနိုင်လို့အဆင်မရတယ်ဆိုတော့အခုလောလောဆယ် Premier League မှာ on fire ဖြစ်တဲ့ထဲမှာ Haaland ဆိုရင် Premier League တွင်းကို14ဂိုးသူ့အောက်မှာ Brentford တိုက်စီမှု Thiago က8ဂိုးနဲ့ John Philip Mateta နဲ့ Saman Yuro က6ဂိုး Danny Webber က6ဂိုးဖန်တီးမှုကတော့အကုန်လုံးက၄ဂိုးတွေကြီးပဲဖန်တီးထားကြတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အခုလောလောဆယ်ပေါ့လေဒီရာသီမှာ Premier League မှာအနီးကပ်ပြခံရတဲ့အရေးအတွက်ပေါ့လေ ဒါမနေ့ကဆိုရင်ဓာန်ပန်းလဲအဓိကပြခံရတယ်လက်ရှိနေထားရတော့ဒါဒီနေ့ရာသီပရီးမီးယားလိကိုကြည့်တဲ့အခါမှာမန်ချက်စတာစီးတီးကကပ်ကို close ဖြစ်လိုက်တဲ့6မှတ်အကွာကနေ3မှတ်ပဲကျန်တဲ့အချိန်မှာသူတို့က international ပရီးမီးယားနယူကာဆယ်နဲ့ကန်ရမယ် အာဆင်ကစပါးစနဲ့အိမ်ပွဲမှာခံရမယ်ဆိုတော့အခုလောလောဆယ်မှာလီဗာပူးကဒီနေ့ပွဲရှုံးတဲ့တကြောင်နောက်ဆုံးပရီးမီးယားလိမှာဇက်တိုက်နိုင်ပွဲဖီလာတပွဲပဲရပြီးတော့ပွဲတိုင်းရှုံးထားတယ်ဆိုတော့လီဗာပူးအတွက်အာနီစလိုအတွက်ပြန်လာဖို့ချန်ပီယံဆုကိုကောက်ခဲ့ဖို့ကခက်ခဲလာတယ်အထူးသဖြင့်သူတို့ရဲ့ခံစစ်ကပွဲတိုင်းကိုပေးရတယ်ဒါအခုလောလောဆယ်အနေထားရလာမဲ့ပွဲစဉ်တွေအခြေအနေကိုကြည့်ပြီးတဲ့အချိန်မှာအခုလက်ရှိရေပန်းစားနေတဲ့အသင်းကတော့အာဆင်အသင်းပေါ့လေ International Break အပြီးမှာလက်ရှိအနေထားအရအာဆယ်ကဒီလီကိုလီနဲ့ထိပ်ဆုံးမှရှိပြီးတော့ Man City က7လေးလေးနဲ့ဒုတိယလီဗာပူးကတော့15လေး2လေးနဲ့9ဆာခွဲနဲ့တတိယအထိကျပြီးတော့ Chelsea က33လေး2လေး Man United က50လေး2လေးနဲ့ Sunderland ကို100လေး2လေးတောင်ပေးထားတယ်ဆိုတော့ Arsenal ကိုသူတို့က pretty much ပဲအစားဆုံးပေးထားပြီးတော့ Man City ကဒုတိယနေရာက clearly ဖြစ်လာပြီးတော့လီဗာပူးကတော့ draw ဖြစ်သွားတယ် ဒါအခုလောလောဆယ်အနေထားရပေါ့လေလက်ရှိအနေထားရကြည့်ကျွန်တော်အမြင်ပြောတာပေါ့လေချက်စီးလဲငြိမ်လာပဲ back to back နှစ်ပွဲဆက်ပေါ့သူတို့လည်းအဆင်တက်လာတာပဲဒါပေမဲ့ရေရှည် inconsistent ဖြစ်တဲ့အချက်ပေါ့လေအခု champion race ကဖြစ်နိုင်ခြင်းရှိဆုံးက arsenal ကိုသူတို့က favorite ဖြစ်ပေးထားတယ်ဘာလို့ဆိုတော့လေးမှတ်ဖြတ်ထားတယ်အဲ့ international break ပြီးမှ arsenal က jesus တို့ harvard တို့ nonibatwe ki တို့ martin odi ကနဲ့ ယော့ခရက်စ်ကမာတီနယ်လီတို့အားလုံးပြန်ပါနိုင်တယ်ဆိုအဲ့ဒီအတွက်ကြောင့်သူတို့ကအခုချိန်ဒီ favorite ဖြစ်ရှိတယ်ဆိုတကယ်ပဲအာစနယ် favorite ဖြစ်ဆက်ပြီးရှိမှာမန်ချက်စတာစီးတီးကတထောင်ပြည့်ပွဲမှာဂွာဒီယိုလာရဲ့နိုင်ပွဲနဲ့ကိုးပြတ်နိုင်ပွဲနဲ့အတူယုံကြည်မှုတိစောက်တဲ့အတွက်ကြောင့် သူတို့ကိုယ်တိုင်လည်းတော်တော်လေး strong ဖြစ်တဲ့အသင်းပေါ့လေဆိုတော့ Arsenal က favorite Man City က second favorite Liverpool က third Chelsea က Sloughta United ကပြစ်စမနဲ့ Sunderland ကိုတတ်တမ Villa Newcastle အတီးတီးပေးထားတယ်ဒါကတော့အခုလောလောဆယ်ပေါ့လေဒါမဲ့ပွဲစဉ်ဒီမှာကြည့်လို့ရှိရင် Man City က Newcastle ရဲ့စိတ်ချဘက်မှာစနေနေ့ကမယ် Arsenal ကတနင်္ဂနွေနေ့မှာ Tottenham Hotspur နဲ့မြောက်လန်ဒန်ဒါဘီဒုတိယပွဲကမ်းမယ်အဲ့ပွဲပြီးတာနဲ့ပွဲစဉ်73မှာ Man City က Leeds Arsenal က Chelsea ဆိုတော့ Arsenal အတွက်က International Break ပြီးမှ Chelsea ကိုအဝေးခွေ Spurs ကိုအိမ်ခွေမှ Man City က Newcastle အဝေးခွေ Leeds ကိုအိမ်ခွေ Tiger Race ကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းလာတယ်။ Man United က Europa Champions League ရဲ့အဆင့်၅နေရာကိုမျှော်လင့်ဖို့တက်တာကြိုးပမ်းရဖို့ရှိပြီးတော့ Chelsea ကလည်း Champions League ဝင်ဖို့ပါအားစိုက်ပွဲရှိတယ်။ဒါ Tottenham Hotspur ကတော့ခုလောလောဆယ်နေထားရတော့သူတို့လည်းတိုက်တာ totally struggle ဖြစ်နေတာကအင်္ဂလန် Premier League ရဲ့ပွဲစဉ်7အပြီး Champion ရနိုင်တဲ့အသင်း နောက် favorite second favorite third favorite ပေါ့လေဆို Arsenal ကို favorite ဖြစ်ပြီးတော့ Man City ကဒုတိယ Liverpool ကတတိယအထိကျသွားခဲ့တဲ့ပွဲစဉ်7ပြီးပေါ့လေဆိုတော့ကျွန်တော်တို့ international break လဲနားပါပြီအားလုံးကျေးဇူးတင်ပါတယ်